ီလက်ခံမှာဒရောင်းနိုင်အသေးတိုင်းထပ်ပြီးတော့ဆင်ပါမယ်ဒရောင်းနိုင်အသေးတိုင်းထပ်ပြီးတော့ဆင်ပါမယ်တရိုင်းမိတ်ဆွေများအားလုံးမင်္ဂလာပါနှုတ်ဆက်တော့ပါခင်ဗျာဒီနေ့စတောရဲ့ဆလာ2025ကပြည့်နှစ်လောကပညာကိစ္စရည်ကနေပြီးတော့ရေရာနဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့เนาะမိတ်ဆွေရဲ့ တစ်ခုမဟုတ်တစ်ခုတစ်မျိုးပြီးတစ်မျိုးလိုအပ်တဲ့အကြောင်းအရာကိစ္စရေးထဲမှာမှဒီနေ့ကဧရယာလေးနှစ်မျိုးကိုပြောပြပေးခြင်းပါတယ်အသုံးတက်မယ်လို့လည်းခြင်းပါတယ်နော်အဲ့တော့ဧရယာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်မိစေတို့မှာကဲကဲကိစ္စပေါင်းများစွာလေးတွေရှိစမြဲပါ အတောင်ရအများကြီးမှာကို့အတွက်တော့လကောင်းကို့ရဲ့မိစေပေါင်းတဲ့အတွက်တော့လကောင်းညီကောင်မောင်မအတွက်တော့လကောင်းတမီးရေးရာကိစ္စအတွက်တော့လကောင်းပေါ့နော်ကိုကသိရှိထားတဲ့ခါကျတော့ဩဒီကိစ္စကြုံလို့ရှင်ဒီလိုရေရာလေးရှိတယ်ဒီလိုဤပညာလေးရှိတယ်လို့ကိုကသိထားလိုက်လို့ရှင်ကို့တော်လည်းအသုံးသက်သလိုကိုရဲ့မိစေအပေါင်းအတင်းတွေလည်းအသုံးသက်ရေကောင်မောင်မဆင်းမသားခြင်းအတွက်လည်းအသုံးသက်တယ် နောက်ဆုံးပြီးသားသမီးတွေအတွက်အလုံးအသုံးပြုရမယ်ဆိုရင်လည်းကိုယ်ကိုယ်တိုင်အသုံးပြုရတယ်ပေါ့နော်အဲ့တော့ဒီနေ့ညောက်ရင်မဲ့လော်ဂီကိစ္စတွေကိစ္စပေါင်းများစွာတဲ့ပါမဒီနေ့ကိစ္စနှစ်မျိုးကိုကျွန်တော်ညှပ်ပြီးပြမှာဖြစ်ပါတယ်နော်အဲ့တော့တချို့ကိစ္စတွေမှာလူချင်းတဲ့ကိစ္စလေးတွေရှားဖို့အတွက်လူချင်းတဲ့ကိစ္စလေးတွေရှားဖို့အတွက်စူးစမ်းယူရတယ်နော် တိုးစားယူတဲ့အခါမှာကိုချိုးစားတဲ့တော့မရရှိတာကိုတိုးစားနေပြီးတော့ဗောနော်တချင်းရောက်မလာတာကြံ့ကြာနေတာနော်တိလွဲလွဲနေတယ်နေလွဲလွဲနေတာအဲ့ဒါမျိုးဗောနော်ဆိုကြပါစို့ကိုကအဆောင်ရဲ့အရောင်းဝယ်တစ်ခုလုပ်ထားတယ်အရောင်းဝယ်တစ်ခုလုပ်ဖို့အတွက်မိတ်ဆွေတယောက်နဲ့ ိတ်ဆူထားတယ်ပေါ့နော်အယောင်းဝဲတစ်ခုလောက်ပုတ်တယ်မိတ်ဆွေတယောက်နဲ့ချိတ်ဆူထားတယ်အဲ့ဒီမိတ်ဆွေကဘယ်နိုင်မှလာမယ်ညနေလာမယ်သူကပြောတာတေချာပေါက်လာမယ်အာဓမ္မမဟုတ်မနေ့ဖြစ်တော့လာမယ်ဘယ်လိုပဲလာမယ်လာမယ်ပေါင်းပြောလာရများတဲ့ခါကျတော့ဒီကလိုအပ်တဲ့မိတ်ဆွေကြီးကိုယ့်ရဲ့ ဒါလားကျွန်တော်ရဲ့မိတ်ဆွေတချို့လိုအပ်တဲ့ကိစ္စကြမြန်လီကောင်းလီဆိုတဲ့ကိစ္စမှာလာဝယ်မဲ့သူကကိုယ်နဲ့ချင်းအချက်လှုပ်ထားတဲ့လူတယောက်က လာမယ်လာမယ်နဲ့ပဲနှစ်သိမ့်ပေးနေတဲ့ခါကြတော့မကြံ့ကြဘူးလားဗျာကြံ့ကြတဲ့ခါကြတော့တကယ်အရေးကြီးတဲ့အကြောင်းအရာကြီးကိစ္စတွေဖြစ်တဲ့အခါမှာနော်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဒီမလောက်ဒေးရှင်ဖြစ်တဲ့အချိန်ခါမှာဒီလို တန့်ကြနေတော့မဖြစ်ဘူးပေါ့လာမယ်လာမယ်ဆိုတော့တကယ်ကိုလာမနဖူးတွေဒူးတွေဖြစ်မနော်ဒါမျိုးလေးတွေကိုကျွန်တော်အခုတကယ်ပြီးမိစေတို့အနေနဲ့အယောင်းပဲကားရောက်ထပ်ဖို့ချိန်ထားတယ်နော်ညီရောက်ထပ်ဖို့ချိန်ထားတယ်ဒါမှမဟုတ်အိမ်ရောက်ထပ်ဖို့ချိန်ထားတယ်ပေါ့နော်စတဲ့ပြင်ကိုယ့်ရဲ့ဝမ်းမဲ့ရရှိရယ်ကိုယ့်ဘက်ကရောက်မဲ့ အပစ္စည်းကလည်းအစင်တဲ့ဝယ်ဝယ်မဲ့သူလာဖို့ပဲလိုတာ အလေးကပထမနော်အဲ့တော့ဟုတ်ပြီဝယ်မဲ့လူကလည်းသိနေပြီမာဖီယာကဝယ်မယ်မန်နီယာကဝယ်မယ်စသဖြင့်အဲ့လိုသိအောင်နဲ့မပြီးဘူးလက်တွေ့လာမလက်တွေ့လာဝယ်မရှော့ပရမရှော့နကာအဲ့ပုံစံမျိုးဖြစ်မှာ ကိုကိစ္စကအဆင်ပြေမှာဟုတ်အရိယပစရာနော်အဲ့တည်းအရောင်းဝယ်ကိစ္စတွေမှာအချင်းတော်တွေနော်တိလဲလဲရတယ်ဖြစ်နေလို့ရှင်အဆင်ပြေသွားနော်ခွားရတို့ကျွေးပကံပြားလေးတစ်ချက်လိုပါမယ်နော်ကျွေးပကံပြားလေးတစ်ချက်ကျွေးပကံပြားလေးတစ်ချက်လိုပါမယ်အဲ့တော့ပေါ်ပါလေးပဲနော်ကျွေးပကံပြားလေးတစ်ချက်လိုပါမယ်ဟုတ်ပြီအဲ့လိုပန်းမပါလို့ရှင်ပိုကောင်းတယ်ပေါ့နော် ခြေပကံပြားလေးတစ်ချက်လိုတယ်အဲဒီလိုခြေပကံပြားလေးပေါ်မှာကျောင်းတိုင်ကအပြေးတိုင်အတုတ်တိုင်လိုပါမယ်အတုတ်တိုင်ကတော့ဒီမှာကျွန်တော်ကျောင်းတိုင်အတုတ်တိုင်ကိုဒီကနေပြီးတော့ဖြတ်ထားတာပေါ့နော်ဒီဟာကျောင်းတိုင်အတုတ်အဲအတုတ်ပေါ်မှာအပြေးတိုင်ဆင့်ပြီးတော့ကျောင်းမီးပူဇော်ပါဆုတောင်းပါနော်ဆုတောင်းပါအဲကျွန်တော်နမူနာလေးပြပါမယ်ကျောင်းတိုင်အတုတ်တိုင်အရင်ဆုံး တက်လိုက်ပါမယ်။ရောင်းနိုင်တုတ်တဲ့ဆက်လိုက်ပါမယ်နော်။ဒီတစ်ခါမှာရောင်းနိုင် အသေးတိုင်းထပ်ပြီးတော့ဆင့်ပါမယ်။ရောင်းနိုင် အသေးတိုင်းထပ်ပြီးတော့ဆင့်ပါမယ်။အမ်ရောင်းနိုင်အတုတ်တော်မှာရောင်းနိုင်အသေးတိုင်းဆင့်ပြီးတော့ မိထွန်းပူဇော်ပါအဲ့တော့မိထွန်းပူဇော်လိုက်ပါနော်အဲ့တော့မိထွန်းပူဇော်ပါမယ်မိထွန်းလိုက်ပါမယ်အဲအဲ့မှာအဲ့မှာ class class ကြောင်းဆောင်နော်အဲ့မှာခရမှာဒီကြောင်းနိုင်ဒီဆုံလိုက်နော်မိထွန်းပြီးတော့ပူဇော်ပါခရတပိတော့တကယ်တကယ်ဖြစ်တယ်လို့ဖျားတပိတော့အခုရှောင်းမဲ့ပစ္စည်း နော်မအိမ်ဆိုရင်အိမ်ကားဆိုရင်ကားမြေဆိုရင်မြေချမ်းဆိုရင်ချမ်းစတဲ့ပေါ့နော်အဲ့ဒီပစ္စည်းဟာဝယ်မဲ့လို့လဲပေါပောက်နေပါလေပေါပောက်ပြီးရောဖျားပြီးရောရှင်မတကယ်ရှောက်မလာရတဲ့အတွက်ရက်ဒီလဲကြားနေတဲ့အတွက်ဖျားသပြီးတော့မှလဲအခက်ခဲတွေကြုံတွေ့နေရတဲ့အတွက်အဲ့ဒီလိုမောင်ဖြူဆိုရင်လဲမောင်ဖြူမတ်နီဆိုရင်လဲမတ်နီမတ်နယ်ဆိုရင်လဲမတ်နယ်မအောင်ဆိုရင်လဲမအောင်စတဲ့ပေါ့နော်အဲ့ဒီလိုဝယ်မဲ့လူဟာတိတိဆိုင်ဆိုင် တကယ်ဝယ်မယ်ဆိုရင်လည်းတိတိဆိုင်ဆိုင်ရှောက်လာပါစေတို့ဒီမဟုတ်ဖျားပြောအခုရောက်မဲ့နော်ကားဆိုကအိဆိုအိချမ်းဆိုချမ်းမြေဆိုမြေရောက်ထဖို့အတွက်နော်တိတိဆိုင်ဆိုင်အများဆုံးရှမ်းဖြစ်ပါစေရောင်းလို့ဝယ်သူနဲ့တိတိဆိုင်ဖြစ်ပါစေအဲ့ဒီဆူတောင်းပြီးတော့မူသွားမှာဖြစ်ပါတယ်အဲ့လိုဆူတောင်းရဖြစ်ပါတယ်နော်ကဲဒါဘာမှမခက်ဘူးမခက်ပေမဲ့လို့တကယ်ကိုက ရှင်နဲ့ပါမယ်ရှင်လုံးကြည်ဖြစ်ရမယ်တရားစိတ်ထဲရမယ်နော်တစ်ဖက်လူရဲ့ဝေချင်တဲ့လူကလည်းခုကိုဥဆိုင်လာမယ်နော်ဥဆိုင်လာမယ်ဒါလေးလို့ရတဲ့ချင်းပြီးသွားတာပါပဲနော်အဲ့ဒါကကျွန်တော်ဆောစောကပထမပြောခဲ့တယ်လို့ပေါ့နော်လောက်ဒီကိစ္စတွေတိတ်များတယ်ကိုကိစ္စတွေလည်းကျွန်တော်ဒီခေတ်ကကျွန်တော်ဟိုတချို့ဆိုလို့ရှင်လားအာအသက်တရားမနေရပြီမဲ့အမှုတရားဘူရရဲ့ဆိုရက် လောကသက္ကုံကဖြတ်တန်းရတဲ့ကျွန်တော်တို့မိတ်ဆွေတွေဟာအများကြီးကြုံခဲ့ပြီးတော့ပြီ။နောက်လဲကြုံနေရအောင်မယ်။နောက်လဲကြုံနေဆဲဖြစ်မှာဖြစ်ပါတယ်နော်။အဲ့အရာလေးကိုဒီနေ့တည်လွဲလွဲနေတဲ့မိတ်ဆွေများအတွေ့အဲ့လိုတည်လွဲလွဲခြင်းမဖြစ်ရနေအောင်ခွဲလို့ရရအစီအမံပြုပါလို့ကျွန်တော်နေပြီးတော့ပထမဥစွာရရအဖြစ်စီရင်ဆောင်ရွက်ပေးလိုက်ရပါတယ်ခင်ဗျ။နော်။ဟုတ်ပြီ။ အဲ့ဒါနောက်တစ်ခုကနောက်တစ်ခုကဘာလို့မလဲနောက်တစ်ခုကအချို့ကိစ္စတွေမှာနော်ကိုယ့်ရဲ့အဲ့မှုကိစ္စပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှုကိစ္စပဲဖြစ်ဖြစ်ကိုယ်စီမံဆောက်ရတဲ့ကိစ္စတွေမှာလည်းအချို့ဖြစ်မလာတာလေးတွေရှိတယ် ကိုယ့်ရဲ့တာသမီ အောက်လိုက်ကြရိုင်းနဲ့ပတ်သက်ပြီးတော့ဘုရားအလိုဖြစ်ခြင်းနဲ့အလိုလေးသွားခြင်းနဲ့ဘယ်မှလို့ကိုပြောတာဆိုတိုင်းနောက်မှာချူတာသမီတွေကမလိုက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်ချူကြတဲ့လုပ်ငန်းခွင်ထဲမှာလုပ်ငန်းခွင်ထဲမှာအလို့ရှင်နေနဲ့အလို့ရှင်ကြီးခဲ့သူတွေကကိုယ့်ရဲ့အောက်လိုက်ကြရိုင်းနဲ့ပတ်သက်ပြီးတော့သူကပြောမှာပေါ့အေးငါတို့ဒီလိုလိုဖြစ်နေတာဒီလိုလိုသွားနေတာဘယ်မှလို့ ပြောတော့တယ်ဖြစ်မလာလို့လည်းရှိနိုင်တာပေါ့နော်အဲ့တော့တချို့ဒါကြောင့်မလို့ကြီးခဲ့သူတွေဖြစ်စင်တဲ့ကိစ္စတွေကိုတချို့မဖြစ်တာအိမ်ထဲမှာလည်းမိဘတွေဖြစ်စင်တဲ့အရာတွေတာဝန်ရဲ့ပတ်သက်ပြီးတော့လောက်ကန်ဆောင်ရွက်တဲ့အခါမှာမဖြစ်တော့အခါတည်းကြတော့လေစိတ်ညစ်စရာလေးတွေကျွမ်းဝတတ်ပါလေနော်စိတ်ညစ်စရာတွေကျွမ်းဝတတ်တယ်အဲ့ဒါပါလေဆိုတော့နော်ငါကဒီလိုခိုင်းတာငါကဒီလိုလှုပ်စေချင်တာ ငါခိုင်းလို့မလုပ်ဘူးအကုန်လုံးကဟိုလိုလုပ်တယ်သူတို့တက်တယ်လို့သူတို့ပြစ်တယ်လို့ပဲလုပ်ကြတယ်သူတို့လုပ်လိုက်တဲ့အခါကျတော့တလဲကြီးပဲဆိုတော့ငါဖြစ်ချင်တာငါဒါဒတာအချမချဖြစ်စေချင်တာအချမချဒီလိုလေးဖြစ်ချင်စင်တာအဲ့တော့ဦးနေပက်တောင်းပယ်နေဦးထောင်လို့လည်းပြောလို့ရတာပါနော်အဲ့လိုကိုယ့်ရဲ့မိဘတွေကနော်အိမ်တအိမ်မှာအချမချဖြစ်စေချင်တာကို နော်တာသမီအောက်လက်ကြရာမဟုတ်ဘူး မိဘတွေပြောတာနဲ့သူတို့ရဲ့လှုပ်ချင်တာနဲ့ရတလဲစီဖြစ်နေတဲ့ခါကျတော့နှုတ်နှစ်ဖက်စိတ်ညစ်ရတယ်။အဲ့တဲ့ခါကျတော့ပြောမနေတော့ဘူး။ဘာလို့မလဲ။လောကီပညာအခုကျွန်တော်ရေရရာလေးပြပါမယ်။အချာမချာဖြစ်ဖို့အချာမချာဖြစ်ဖို့ဆိုရလေဒရာကုရဲ့အတွင်းရေးတာသမီနဲ့မိဘကိစ္စရှိတယ်။လက်နောက်ဘက်မှာအလုပ်ရှင်နဲ့အောက်လင်ကရနော်ဝန်နှန်းအဲ့ဒီနဲ့ပတ်သက်လို့ရှင်နောက်အချို့စာချုပ်စာစာရမ်းနေတဲ့ပတ်သက်လို့ရှင်လေအချက်မချက်လက်မှတ်ထိုးဖို့လိုအပ်တာပေါ့နော်အဲ ။မဟုတ်ဒီစာရွက်ကလေးကိုလက်မှတ်ကလေးထိုးပြီးလိုက်ပြီးနေတာပဲ။ကိုရွှေ့ဒီရွှေ့နေရွှေ့ညရွှေ့ဆိုတော့တကယ်အရေးကြီးတဲ့မိတ်ဆွေပေါင်းနေနေတဲ့အတွက်ကြတော့ဒီမလောက်အရေးကြီးရဆိုလို့ရှိရင်အဲ့ကလက်မှတ်ကလေးကလည်းအရင်အရေးကြီးတယ်ဗျ။နော်။အဲ့တော့ဘာလို့မလဲဆိုတော့အဲ့ဒါကိုအချက်မချဆောင်ရွက်ပေးဖို့နော်။ဒီပစ္စည်းကိုရှိရောက်လာဖို့ဟိုပစ္စည်းကိုရှိလာဖို့ရောက်ဖို့ဒီပစ္စည်းရောက်ဖို့ဆိုရင်ဟိုလူနဲ့ဝင်မှဒီလူနဲ့ဝင်မှအာလောကီကိစ္စရခဏရှုပ်ရှုပ်ရှက်ခတ်နေတာတချို့ကွဲစား ဝေဖိုင်းနဲ့ပတ်သက်တဲ့ရှိအောင်ရှိအောင်မယ်။နောက်ဈာကဝင်ပြီးမဲ့လူရရှိအောင်မယ်။ဒါလေးကမိစေလို့သိကြမှာပါ။နော်။အဲ့ဒီကဆိုရင်တကယ်ဖြစ်ရမှာတကယ်မဖြစ်ဘူး။နော်။ငါမှအခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်။အော်ဒီနည်းလေးတိတိမှတ်ထားလို့မရဘူးလား။အခုဒီခါကျတော့အချမချကိုစီမံတဲ့အတိုင်းဖြစ်ဖို့အတွက်အချမချဖြစ်ဖို့အတွက်ရရကျွန်တော်ပြောပြမှဖြစ်ပါတယ်နော်။ ထုံးစံတိုင်းပေါ့ခြေပကံပြားလေးတစ်ချက်ကတော့လိုမှာနော်ဒါခြေပကံပြားလေးပေါ့ဗျာနော်အဲ့ဒီခြေပကံပြားလေးမှာရရာကမခက်လုတ်ဖို့လိုဤနော်ရရာကဒီတော့ပြရတာရရာမခက်ဒါဆိုရင်ဒီရရာလွယ်လိုက်လားလို့မင်းနဲ့ကျွန်တော်တို့ဒီလိုရရာလေးရဖို့ဒီပညာတင်ဖို့ကွယ်တဏှာကြီးနဲ့တင်ရတာမဟုတ်ပါဘူးလားနဲ့ဟိုတလလောက်ကြီးနဲ့တင်ပြီးတော့ရရတယ်မဟုတ်ပါဘူးအဘမင်းနဲ့ကဏ္ဍမှာ အဘမင်းငယ်ကချက်မှာတင်တက်ပြီးတဲ့အပြင်အဘမင်းငယ်ကချက်အဘမင်းငယ်ကနားမှာရှာနေအဖြစ်နဲ့နှစ်ပေါင်းများစွာမိလာပြီးမှရှာတဲ့ပညာဖြစ်ပါတယ်ဒါလေးကိုတော့အာဒါလေးရတဲ့ဗျာဒါလေးလုပ်တဲ့ဘာခက်တာမှလို့ဗျာဆိုလို့ရှိရင်တော့အင်မတန်အစွမ်းထက်လာတဲ့ပစ္စဝါရေရာကိစ္စတစ်ခုကိုနော်ပော့ပော့တန်တန်လေးတွေးလိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့အတွေ့အကြုံပေါ်ပေါ်ရဲ့ဘူးတည်တယ်နော် ကြီးရရရာလေးကဒီဟာလေးကိုရဖို့အတွက်ဒီလောကပညာရဖို့အတွက်အချိန်ပေါင်းများစွာလာပေါင်းများစွာနှစ်ပေါင်းများစွာကျွန်တော်တို့ကပေးဆက်ပြီးတော့နေခဲ့ရတဲ့အတွက်လုတ်လုတ်ကင်ပေးခဲ့ရတဲ့ပညာကိုစီးပူးနေရတဲ့အတွက်ဒီပညာကိုအာမကန်နဲ့ပေးနိုင်ခြင်းဖြစ်ပါတယ်ဟောဒါကုအချက်မှကြောင့်ဖြစ်လာဖို့အတွက်ကိုအခလိတစ်ချောင်းအခလိတစ်ချောင်းရှာပါခေါရီယာအခလိနော်အခလိမိမိတို့အိမ်မှာရှိတယ်ခေါရီယာမက်စီလေး မတ်စီလေးပါဗျာဟောမတ်စီလေးနော်ဒါမတ်စီလေးဟုတ်လားဒါဟိုးကဘုချုံဆန်မတ်စီလေးနော်အာဟောအကုအရင်ချပါအကုဘလိုဝဲကလပ်ပြပြချချနော်ဟိုအရှင်းနောက်ပဲချချတောင်ပြပဲချချအကလိထောင်ချလိုက်ပါ။အော်အချင်းဘယ်ဘက်ကိုလှည့်ရမှာလို့ဟိုခေါင်းကဘယ်ဘက်ကိုလှည့်ရမှာဘလို့ချချအဓိကပြည့်ညက်ပရမအကလိကိုချလိုက်ပါတယ်။နော်အကလိကိုချလိုက်ပါတယ်။ ဒီမှာဟိုမြင်ကြလားမသိဘူးเนาะအကလေးကိုချလိုက်ပါတယ်မြင်အောင်ပြပေးမှာပေါ့ဗျာအကလေးကိုချလိုက်ပါတယ်เนาะအဲ့တော့အကလေးကိုချလိုက်ပါတယ်ဒီမှာအကလေးကိုချလိုက်တာเนาะဟာအကလေးကိုချရဒီမှာအကလေးမြင်ကြပါပါเนาะဒီမှာအကလေးချလိုက်တယ် အပ်ချပြီးရင်မတ်စီလေးကိုချလိုက်မှာဖြစ်ပါတယ်ဒါမတ်စီလေးချလိုက်တာနော်အကလေးပေါ်မှာမတ်စီလေးတင်တာဖြစ်ပါတယ်အကလေးပေါ်မှာမတ်စီလေးတင်တာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေမြင်ရမှာဖြစ်ပါတယ်နော်အဲဒီတော့ဒီအကလေးပေါ်မှာမတ်စီလေးပါပါနော်အချမ်းမချအကူအောက်ကချရဲမဆီရပေါ်တင်တယ်။ဟောပြီးတဲ့ချိန်မှာ ြောင်းနိုင်နေမက်ဆီပုံမှာဖြောင်းနိုင်ထွက်မှာဖြစ်ပါတယ်နော်မက်ဆီတွေကဖြောင်းနိုင်ထွက်မယ်ဒါတော့သွားသွားထွန်းထွန်းတာပြာဖြောင်းနိုင်လေပေါ့နော်နမူနာပေါ့နော်ဖြောင်းနိုင်အစ်ကလေးပဲယူခဲ့ပါဘီကြာပါတယ်อืมကြာတော့ပြလို့ရှင်လေဟိုတော့ကြာတော့အဲ့အဲ့ဟိုကျွန်တော်မိဆွေတွေဝေသွားမှာဆိုတဲ့အတွက်ပေါ့နော်ဒါလေးကဟောဒီမှာဖြောင်းနိုင်အစ်ကလေး ဒီလိုပဲခြူရနေပဲနော်အဲ့လိုဟောဒီမှာဖြောင်းနေလေးဆက်လိုက်ပါပြီနော်ဖြောင်းနေလေးဆက်လိုက်ပါပြီဟောအဲ့တော့ဒီမှာအချက်မချမြန်အောင်ပြပါမယ်ခြံပြပါအဲ့တော့အချက်မချဘာလဲမလဲဖြောင်းနိုင်မိထွန်းလိုက်ပါနော်ဒါလေးကိုဖြောင်းနိုင်မိထွန်းလိုက်ပါအဲအဲ့တော့ကိုစုတော့မယ် ိုယ့်ရဲ့အိမ်အိမ်မှာကျုပ်ကိစ္စတွေမှာကိုပြောဆိုတဲ့ကိစ္စတွေမှာအချက်မချက်နော်ပြောဆိုတဲ့ကိစ္စတွေမှာအချက်မချက်မဖြစ်ဘူးဆိုလို့ရှင်နော်အခုအချက်မချက်ဖြစ်အောင်ဒီမှာရေရဆင်းနေပြီအရိကပတနာနော်အချက်မချက်ဖြစ်အောင်ရေရဆင်းဆင်းနေခြင်းဖြစ်ပါတယ်အထက်ကိုမြင့်ပြပြပေးပါမယ်နော်အချက်မချက်အကလေးပေါ်မှာအကလေးပေါ်မှာ မက်မက်ဆီလီတင်တယ်အဲအယောင်မှာ trend up ဖြစ်ပါတယ်နော်အဲ့ဒါစုတော့မှာကိုဖြစ်ချင်တာပါဖြစ်ချင်တာလေနော်နောက်ကကိုယ့်ရဲ့လုပ်ငန်းဝင်နံပါတ်ကိုပါဖြစ်ချင်တာလေကိုယ့်ရဲ့စီမံခန့်ခွဲတဲ့အတိုင်းမှာ အချက်မချဖြစ်ဖို့အတွက်နော်လက်မှတ်တို့ကိုထိုးရမယ့်ကိစ္စတွေမှာလက်မှတ်ထိုးပေးမယ့်ရတယ်မြန်မြန်ဆန်ဆန်ထိုးပေးဖို့အတွက်အဲ့ဒီအစီအမံလေးကိုကျွန်တော်ခုရရနောက်တစ်မျိုးအနေနဲ့ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်နော်ကဲဒါတော့ဆိုရင်ကျွန်တော်မိတ်ဆွေများနားလေထောပေါက်ပါပြီအချက်မချက်ဖြစ်ဖို့ရေတိလွဲလွဲနေတဲ့ကိစ္စတွေအတွက်ရရားနှမျိုးခံပြရလက်ဆောင်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျွန်တော်မိတ်ဆွေများတိလွဲလွဲနေတဲ့ကိစ္စကြီးတဲ့အများဆုံးတဲ့ပါစေအချက်မချက်မဖြစ်တဲ့ကိစ္စမှန်မှန်များလေအချက်မချက်ဖြစ်ပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ရပါတယ်ခင်ဗျာ